ကျတော့ဗောနော်ဒီဖုန်းမန်တွေဗောနော်ဒီ UU ACP တွေကိုဗောနော်ပုံမှန်တည်တန့်လဲခြင်းနေဆိုလို့ရှိရင်ကျတော့ဒီဗောနော် test သုံးလို့ရနေတဲ့အချိန်နေမှာဗောနော်ကျတော့ဒီဖုန်းတွေကနေပြီးတော့ဘယ်လိုမျိုးခွာထုတ်မလဲဆိုတော့ပြပေးမှာဗောနော်ကျတော့ဒီဗောနော်ဖုန်းရဲ့ဒီဘေးဘက်ကိုကျတော့ကတင်ရှားလေးဗောနော်ဒီဖုန်းကိုဖွင့်ထားတဲ့အချိန်နေမှာဗောနော်ထိုးတာပို့ပြီးတော့အဆင်ပြေတယ်ဗောနော်ဘာကြောင့်လဲဆိုရင်ကျတော့ဒီဗောနော်ဖုန်းစပိတ်ထားမှဆိုရင်ကျတော့ကဒီဗောနော် ဟိုအပြားတွေပါညာပေါ့နော်ဒီ plastic ပြားတော့လကောင်းပေါ့နော်ဒီဆေးရည်တော့လကောင်းမှာကျွန်တော်ထည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အဲမှန်နေပါညာထိသွားတာပါညာဖြစ်တတ်တယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ကဒီမျိုးဆက်ဖွင့်လာပြီးတော့ဟိုပေါ့နော်ဆက်ကိုဖွင့်လာပြီးတော့ကျွန်တော်ဒီ plastic ပြားတော့လကောင်းပေါ့နော်ဒီတန်ပြားလေးတော့လကောင်းနဲ့ကျွန်တော်ကအဲဆွဲမယ်ပေါ့နော်ဆွဲမယ်အဲကျွန်တော်ကပေါ့နော်အဲဒီလိုမျိုး ဥပ္ပနောမှန်အကောင်းတွေကိုခွာတဲ့အခါကျန်ဆက်ပွင့်ပြီးတော့ခွာစေခြင်းနဲ့ဘာကြောင့်လဲဆိုတော့ကျွန်တော်ဥပ္ပနောထိုးတဲ့တံပြားတော့လည်းကောင်ပလတ်စတစ်ပြားကအထဲ frame အထဲထိပေါ့နော်ထိသွားလားမထိသွားလားဆိုတော့ဟိုကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်အထဲထိထိသွားတယ်ဆိုရင်အယောင်လေးတွေတက်လာတာပေါ့နော်အဲဒါကြောင့်မလို့ glow တဲ့အခါကျန်ဆက်ပွင့်ပြီးတော့ glow စေခြင်းနဲ့ပေါ့နော်ဒီလိုမျိုးပေါ့နော်ခွာတဲ့အခါကျန်ဒီလိုမျိုးကွာသွားပြီဆိုလို့ရှိရင်ပေါ့နော်အဲကျွန်တော်ကလွယ်တကူပေါ့နော်ဒီလက်လေးနဲ့ အဲ့ဘောနော်လွယ်တကူခွာထုတ်လိုက်မယ်ဘောနော်အဲဒီလိုမျိုးခွာထုတ်လိုက်မယ်ဒါတော့ကျွန်တော်ဖုန်းထဲကနေပြီးတော့ကျွန်တော်လွယ်တကူခွာတာဘောနော်အဲဖုန်းထဲခွာပြီးဆိုရင်ကျွန်တော်ကဒီမှန်ကအကုန်လုံး꿰ကျင်းနေတာဖြစ်တဲ့အတွက်ကျွန်တော်ကအဲတိတ်လေးနဲ့ကတ်လာပို့ပြီးတော့အဆင်ပြေတယ်ဗောနော်တကယ်လို့မကွဲဘူးဆိုလို့ရှိရင်အဲတိတ်မကတ်လည်းရတယ်ဗောနော်ဒီလိုမျိုးဟို꿰နေတဲ့ရှင်နေမှာဆိုလို့ရှိရင်ဗောနော်ကျွန်တော်ဒီ တိတ်လေးတွေကတ်လိုက်တာကပို့ပြီးတော့ကောင်းတယ်ပေါ့နော်တိတ်လေးနဲ့နှစ်ဖက်အစုံလေးကိုညီညီလေးဖြတ်လိုက်တာကောင်းတယ်ပေါ့နော်အရင်ပေါ့နော်တိတ်တွေရှည်သွားရင်လည်းဘလဘလကြီးနေပေါ့နော်ဆွဲတဲ့အခါကျမတော်တဆအထဲဟိုပေါ့နော်အဲဒီကောင်လေးကြီးချောင်းထီသွားတတ်တယ်ပေါ့နော်အဲအကြောင်းတေချာလေးဆွဲပေါ့နော်ဒီကောင်လေးကိုတေချာကွတီလေးဖြတ်ဖြတ်ပြီးအခါကျရင်ကျွန်တော်ပေါ့နော်ဒီလေဘူးဆက်ပေါ်မှာတင်ပေါ့နော်လေဘူးဆက်ကလည်းကျွန်တော်ဒီ အတိုးရှယ်လုပ်လို့ရတယ်ပေါ့နော်ဒီအတိုးရှော့လုပ်လို့ရတယ်ဆိုတာကဒီအပူလေးပါညောက်ကိုကိုလိုးသလိုရှိုင်းပေါ့နော်ဆွဲတဲ့ခါကျရင်လည်းကျတို့ကဒီပေါ့နော်မှန်ရဲ့ဒီတောင်းမဲ့ဖြစ်ဖြစ်ဒီပေါ့နော်ဒီလိုမျိုးအောက်ဆုံးကိုရောက်တဲ့အထိပေါ့နော်ဒီအောက်ဆုံးဖြစ်နိုင်ဒီအောက်ဆုံးပေါ့နော်ဒီတော့ဒီအပေါ် glass back ကိုရောက်တဲ့အထိပေါ့နော်ဒီကြိုးလေးကိုထားပြီးတော့အဲ တင်းနေအောင်ပေါ့နော်မန်ဂျိုးပေါ့နော်ဒီကျွန်တော်ဒီချမ်ပါဂျိုးလိုမျိုးဂျိုးလေးနဲ့ဟိုဘက်ဒီဘက်ပေါ့နော်တင်းတင်းလေးဆွဲရမယ်ပေါ့နော် ဖြစ်နိုင်ဟိုအောက်ဆုံးထိခြားထားပေးပေါ့နော်ဂျိုးလေးအောက်ဆုံးထိခြားထားပေးရမယ်ပေါ့နော်ဆွဲတဲ့ခါကျရင်လည်းအပေါ်ရောက်လာတာမျိုးမဖြစ်ရဘူးထဲအမဲပြောင်းထိသွားလို့ရှိရင်မန်တွေအစင်းထားတာတို့မန်တွေကွက်သွားတာမျိုးဖြစ်တဲ့တယ်ဒါကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်အဲမန်ခွာဆက်ရဲ့ လေပေါ့နော်ဒီအောက်ပချမ်းကိုပေါ့နော်မှန်ခွာဆက်ပချမ်းကိုပေါ့နော်နည်းနည်းလေးပေါ့နော်အောက်ပချမ်းဖီဆွဲဖို့လိုမယ်ပေါ့နော်ပြောတာတော့နည်းနည်းလေးတော့လွယ်တာပေါ့နော်ဒါပေမဲ့လှုပ်တဲ့ကကြာရင်တော့ကိုယ်တိုင်လှုပ်ကြည့်ရင်တော့ဟိုတည်သွားမှာပေါ့နော်ကျွန်တော်ဒီလိုမျိုးအောက်ဖြစ်နိုင်အောက်ပချမ်းအဲဒရီလာဒီလိုမျိုး glass ပဲရသွားပြီကျွန်တော်ထဲတဲ့လှုပ်တဲ့မှန်ကရမရဆိုတော့စမ်းကြည့်တာပေါ့နော်ဒါတော့ โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီလောက်တဲ့မှန်ကလည်းဒါအစဉ်ပြေသွားပြီဟုတ်နော်ကျွန်တော်ထွက်ပြီဒါပေမဲ့အဲကျွန်တော်လောက်တဲ့မှန်ကအခွက်တွေထားနေလားအစဉ်နေထားနေလားကျွန်တော်တော့ကြည့်မယ်ပေါ့နော်ဒါစကားတော့노ရာတော့ပုံမှန်တိုင်းဖြစ်နေပြီပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒါလိုကိုတက်တဲ့အနေထားပေါ့เนาะကျွန်တော်ကတော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှန်အစင်းလေးပါ냐မမြင်သေးဘူးပေါ့เนาะဒါ ေါ့နော်ကျွန်တော်ဒီဒီကောင်လည်းအရင်ဆုံးကွန်ရှင်းအောင်ပါပေါ့နော်အဲကောတေချာတန်တန်ရှင်းလေးဖြစ်အောင်ကွန်ရှင်းဆက်လေးလို့မယ်နော်ကွန်ရှင်းဆက်ကကျွန်တော်ဒီပေါ့နော်အဲတေးသေးလေးနဲ့တူတူလေးဆိုရင်ကောင်းတယ်ပေါ့နော်ဒီကွန်ရှင်းဆက်ကိုတုံးပြီးတော့ကျွန်တော်ဒီကောင်မှရှိတဲ့ဒီ OCA ပေါ့နော်ဒီကောတွေကိုကျွန်တော်ကရှင်းရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်အဲခွာထားတဲ့မှန်ကပေါ့နော်ဒီအကောင်ပကတိတိုင်းရပြီပေါ့နော်ကောင်ပကတိတိုင်းရပြီ အဲ့ဒါဆိုရင်ကျွန်တော်ကအဲဒီကောင်းလေးကိုဖြုတ်မယ်တေချာတန်ရှင်လေးဖြစ်အောင်ကျွန်တော်ကအာဘောနော်ဒီမှန်စီရေးပိုင်းနဲ့တေချာတန်ရှင်ဖြစ်အောင်လုပ်အဲဒီကတော့ဒီကိုရှင်ဆက်နဲ့တေချာလေးလုပ်ခဲ့ပါနော်တေချာလေးတန်ရှင်လေးဖြစ်အောင်လုပ်ပါနော်ပြီးရင်ဒီ930စီရေးနဲ့လည်းစီးလို့ရတယ်နော်တေချာလေးအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်ဒီဘောနော်ကျွန်တော်ဒီဝယ်လာတဲ့ဒီ OCA ဘောနော်ဒီ OCA class တည်တန်းဘောနော်ဒီဝယ်လို့ရတယ်ဘောနော်ဒီကောင်းလေးလေး ဈေးလည်းအရင်မကြည့်ဘူးအဲဒီကောင်လေးကိုကျွန်တော်တို့ကအဲခွာမယ်ခွာပြီးတော့အကောင်မှာတေချာကွက်တီလေးဖြစ်အောင်ပေါ့နော်ကပ်မယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ခွာလိုက်ပြီခွာလိုက်ပြီးပြီးတဲ့အခါကျတော့ရှင်ကျွန်တော်ဒီမှန်ပေါ်မှာပေါ့နော်ဟိုလုံးဝဟိုညစ်ပတ်နေတာမျိုးပေါ့နော်ဒီအရာတွေလက်ရာတွေပါညာမရှိအောင်တေချာလေးလောက်အမုံနေမကြမ်းအောင်တေချာလေးလောက်ပေါ့နော်အဲဒီမှာဆိုရင်ကျွန်တော်တို့ဒီကွက်တီပေါ့နော်ကွက်တီရှိမယ်ပေါ့နော်ဒါ ကွတိရှိမယ်ဗောနောအပေါ်အောက်တေရှာကွတိဖြစ်ပြီးထင်မှစတဲ့ထဲမှာဗောနောဒါကတော့တေရှာလေးရှိနေတာဗောနောကျွန်တော်ကျွန်တော်တေရှာလေးဗောနောဒီကွတိဖြစ်အောင်တေရှာလေးဟောပတိပလက်လေးနဲ့တေရှာထိန်ထိန်မိတဲ့အခါကျမှကျွန်တော်ဒီဗောနောမှန်ဖိမှာဗောနောအဲဖိမှာဗောနောမှန်ဖိမယ်ဆိုလို့ရှင်ဒီကောင်းနဲ့မထက်ကျွန်တော် second လေးရှိန်လို့ရသေးတယ်เนาะဒီမှာဆိုရင် NCD lamination ဆိုတဲ့အဲကောင်လေးကိုတစ်ချက်နှိပ်တာပေါ့เนาะ တစ်ချက်နှိပ်ပြီးတဲ့ခါကျရင် तू ကအဲခဏနေလို့ရှင် तू ကမှန်ဖိလိုက်မှာပေါ့နော်ဖိလိုက်ပြီးတဲ့ခါကျရင် तू က second ဘယ်နဲ့ second ဆိုတော့ तू ကပြရတယ်အဲပေါ့နော်အဲကျိုးဒီမှာဆိုလို့ရှင်ဖိမှာပေါ့နော်ဒီတချို့ကတော့ဒီလက်လေးတွေနဲ့ဖိတဲ့လူတွေလည်းရှိတယ်ပေါ့နော်လုံတဲ့ကိုပိုင်းတစ်ပိုင်းတစ်နိုင်လောက်တဲ့လူတွေကတော့လက်လေးတွေနဲ့ဖိတာလည်းရှိတယ်ပေါ့နော်ဒီလိုမျိုးဆက်ရှိတယ်ဆိုရင်ဒီလိုမျိုးဆက်လေးတွေနဲ့လည်းဖိလို့ရတယ်ပေါ့နော်လွယ်ကူ ဒါဆိုဒီလိုမျိုးဖြစ်ပြီးတဲ့အခါကျရင်သူကအောက်မှာ second လေးပြီးနေပါတော့။ဒီ second ပြီးတဲ့ဒီကိုကျွန်တော်ကစောင်းရမယ်။အဲပေါ့နော်။ပြီးတဲ့အခါကျရင်ကျွန်တော်ပြင်ကြည့်ရမှာပေါ့နော်။ကျွန်တော်ရဲ့ဒီမှန်ဖိထားတာလေပူပေါင်းလေးတွေဘလောက်ကျန်လဲပါညာဆိုတာသိချင်လေးကြည့်ရအောင်ပါပေါ့နော်။အဲ second ပြီးပြီဆိုရင်ကျွန်တော်ကအဲဒီကောင်းလေးကိုဖွင့်ပြီးတော့ကျွန်တော်ကမှန်အောင်ထုတ်လိုက်မယ်။ ထုတ်ပြီးတဲ့အခါကျရင်လေဘူးပေါင်းလေးများလားမများလားသိချင်လေးကြည့်ပေါ့နော်ကြည့်ပြီးတော့အောက်ဘက်မှာကျွန်တော်တို့ဖွင့်ပြီးတော့ထည့်လိုက်မှာပေါ့နော်ဒါကတော့ကျွန်တော်ဒီလေပြန်ထုတ်မှာပေါ့နော်ပူပေါင်းလေးပါညပါမယ်ဆိုရင်ဒီ oxidation ဆိုတဲ့အကောင်လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်ခဏဆောင်းရမယ်ပေါ့နော်အဲ့မှလေးဆောင်းတဲ့အခါကျရင်ပူပေါင်းများရင်များတယ်လို့ကျွန်တော်က second တက်မှတ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့3မိနစ်လောက်တော့ကျွန်တော်လေထုတ်တဲ့အခါကျရင်ပေါ့နော်လုပ်လိုက်တာဒါဆိုရင်တော့ကျွန်တော်ဒီ ကြော်ထားတာပေါ့နော်ဒါ60စက္ကန့်လောက်ပဲကျန်နေရှင်မကျွန်တော်ကအာခဏလေးစောင့်နေစောင့်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဒီပြီးသွားပြီဆိုတဲ့အချိန်မှာမှကျွန်တော်ကအာပြန်ပြီးတော့စက်ထဲနေထုတ်တယ်ပေါ့နော်စက်ထဲနေထုတ်တယ်ကျိုးလို့လောက်ထားတဲ့မှန်ကပူပေါင်းလေးပါလာမှာပါလေဒါဆိုတော့မပါတော့ဘူးเนาะအဲ့လိုโอเคသွားပြီပေါ့เนาะအဲ့လိုโอเคသွားတဲ့ရှင်နေမှာကျိုးတော့ဒီဖုန်းနဲ့မှသွားပြီးတော့ပြန်ဆိုင်ကြည့်တာပေါ့เนาะကျိုးလို့လောက်ထားတဲ့မှန်ကအာပေါ့เนาะဒီ ဒေတာမျိုးရှိမရှိပြီးတဲ့အခါကျမှန်ကအစင်းနေပေါ်နေလားအဲပေါ်တော့ဒီမှန်ရကွာနေလားနေပူပေါင်းနေကျန်နေလားတေချာလေးကြည့်ပေါ့နော်ဒါဆိုရင်တော့ကျိုးလောက်ထားတဲ့ကောင်းအောင်တော့အလောင်းတော့ပေါ့နော်တေချာတက်ရရလေးနဲ့ပြီးနေပြီပေါ့နော်ဒါလူကိုတက်နေပြီကျိုးတို့ကမှန်ကဒီ stance တွေကြောင်းနေလားပါညာအစင်းတွေထားနေလားအမဲခွက်တွေထားနေလားတေချာဆမ်းမှုပေါ့နော်ကျိုးဒီဆက်ဖွင့်လာတယ်ဆက်ဖွင့်လို့ရှိရင်ပေါ့နော်ကျိုးတို့ကဆမ်းကြည့်ရမှာပေါ့နော်ကိုလောက်ထားအောင်မြင်မအောင်မြင်ပေါ့နော် ဒါလူကိုတော့နည်းနည်းကြည့်ကြမယ်။ Okay ဒီလိုဖြစ်ပြီဆိုရင်ကျွန်တော်ဒီမန်အောင်ဆွဲကြည့်လိုက်မယ်ပေါ့နော်။အဲဒါဆိုရင်ကျွန်တော်လုတ်ထားတဲ့မန်ကပေါ့နော်ဒီ test တွေဘာညာလဲ။အလုံး okay သွားပြီပေါ့နော်။သိချမသိချဟိုဘက်ပဲဆွဲကြည့်တာပေါ့နော်။ဒါဆိုရင်တော့ကျွန်တော်လုတ်တာကအဆင်ပြေအောင်မြင်သွားပြီပေါ့နော်။